ီးသွားပြပေါခီးသွားတဲ့ပရမုတ်လုံးတဲ့နိုင်ငံအဲ့လိုနိုင်ငံရဲ့အဲ့လိုခီးသွားအများဆုံးလာရောက်တဲ့နေရာမှာအကြံပတ်သမားတွေကအမလာနေတာပါဆေးရင်းမြန်မာဆေးရင်းအကျန်ဆိုပါလိမ့်အဲ့လမ်းပေါ်တက်လာပြီးတော့ပြည်သူတွေကိုဖမ်းပြီးတတ်သွားတယ်ဆိုတာကြားလို့သိမကောင်းဘူးကျွန်တော်တို့ကြားလို့တော့သိမကောင်းဘူးเนาะကျွန်တော်အဲ့လိုလူတုံးသွားချင်တယ်သူတရင်ကတည်းကရေးထားတာဗျမင်းနဲ့ဒေတာကြီးပကံကြောင်ဦးလမ်းမော်ကို PDF တွေရှောင်းတခင်တက်ချစ်တက်စစ်ချိန်မှာ ပခုတ်ကူနဲ့ပေါက်ကလုံုံရေးတက်ဖွဲ့တွေအတွက်ရိခါထောက်ပို့သူနှစ်ဦးကိုတွေ့ရတဲ့အတွက်တက်ပြလိုက်တယ်လို့ကျူးလွန်တဲ့ပကံဘိုးချို PDF အဖွဲ့ကဒီကိစ္စမှာဝန်ခံလာမှုရသိရတယ်တဲ့တက်ပြမှုဖြစ်စဉ်ဟာမလ23ရက်မနက်7:00နာရီအချိန်ခန့်ကထန်းတပင်ရွာနေပြူစောထီးလို့ PDF တွေပြောဆိုသူဇော်မြင့်နဲ့စူးပုတ်ကုံရွာနေအောင်စိုးဝင်းတို့ကိုပကံညာဦးလမ်းမိုင်းတနေရာမှာပကံဘိုးချို PDF နဲ့ အဖွဲတွေကလမ်းမော်တက်ရှောင်းတခင်စစ်ဆေးခြင်းအခုတ်ကူနဲ့ပေါက်ကလုံုံကြီးတက်ဖွဲ့တွေတန်ရိတ်ခါထောက်ပို့ထားတဲ့စာရွက်တွေနဲ့ဖမ်းမိခဲ့တာပါတဲ့ဖမ်းမိသူ၂ဦးကိုစစ်ဆေးမေးမြန်းခြင်းသူတို့၂ဦးပြင်ကျော်မျိုးလင်းဆိုသူနဲ့ပူပေါင်းပြီးကပ္ပစ21ကကြီး9000ကိုပခုတ်ကူမြို့တက်မှ100တက်ထံပို့ဆောင်ခဲ့တယ်လို့စစ်ဆေးသိရပြီးစစ်ဆေးမေးမြန်းပြီးလို့ဖမ်းဆီး ခေါ်ဆောင်သွားဖို့ပြုလုပ်စင်မှာပဲ PDF တွေကိုခုခံတယ်လို့အကြောင်းပြပြီးထုံးစံအတိုင်းပကံပိုချိုပုအဖွဲ့ကလက်နက်မဲ့ဖမ်းဆီးခဲ့တဲ့စစ်သုံးမှန်နှုတ်ကိုပြစ်တက်လိုက်ကြတာဖြစ်တယ်။ဒါကပြောရရင်တစ်လုံချုံရေးအားနေတယ်။တစ်ကလုံချုံရေးအားနေတယ်ပြောမယ်နော်ကျွန်တော်တို့။နှစ်ကအာအချက်ဖတ်မှုတွေကဟိုတော်တော်လေးကျွန်တော်တို့အေးချမ်းသာနေလို့တဲ့ပြည်သူတွေနဲ့ပိုနီး ပိုပြီးနီးတဲ့နေရာကိုရောက်လာသလားလို့နော်နီးတဲ့ပိုနီးကတဲ့နေရာကိုရောက်လာသလားလို့ဆိုတော့ဒါကတော့ဒီနေရာမှာဘယ်လိုတွေတောင်းရှိရလဲလို့ကျွန်တော်တို့မသိဘူးဒီဒီသူတို့ဒါလုံုံရင်းအရာတောင်းခွဲဝေထားတဲ့နေရာတွေရှိမှာပေါ့နော်ဒါတွေကဘယ်လိုနေရလဲဒါပေမဲ့ကျွန်တော်တို့သတင်းသမားတွေနဲ့ခင်ဗျမြင်တော့ပြောပါဆိုရင်လုံုံရင်းအားနေတယ်ဒီနေရာတွေကမဖြစ်တဲ့နေရာတွေလို့ကျွန်တော်တို့သုံးသပ်တယ်အရင်တော့ကတော့ဒီ PDF အုပ်စုတွေတော်တော်များများကဟိုပြောရရင်ဟိုရွာငယ်စံနဘုတ်တွေမှာပဲဒီကောင်တွေစကန်းချကြတယ်အခုလိုပြည်သူတွေအများစု သွာလာနေတဲ့မိန်လမ်းမကြီးတွေပေါ်တက်လာတယ်ဆိုတာနည်းတယ်နည်းတယ်အခုနောက်ပိုင်းတော်တော်များများတက်လာကြတယ်ဆိုတော့ဟိုပြောရရင်လက်ရှိအနေထားမှာလည်းနောက်တစ်ခုကပါလဲဆိုတော့ဒီ PDF တွေရှိတဲ့နေရာတွေကိုအဲ့ဒေသခံပြည်သူတွေရဲ့သတင်းပေးမှုအရာတက်ကတော်တော်များများ drone နဲ့ချနေတဲ့အတွက် PDF တွေကတဖြည်းဖြည်းနဲ့ပြောရရင်သူတို့တက်မတော့ဒါရီရှိနိုင်တဲ့နေရာတွေကိုဥမာလမ်းမကြီးတွေပါတက်လာတယ်တက်လာပြီးတော့တက်တွေကို ဒီပြောရရင်လမ်းဂိတ်တွေကိုဝင်တိုက်တဲ့သဘောမျိုးတွေလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ဒီနေရာဒီနေရာဟာတက်တွေမရှိဘူးဟုတ်လားစစ်စေးကလုံးညွင်ဂိတ်တွေမရှိဘူးဆိုပြီးတော့ဒီလိုမျိုးအကွက်ချောင်းပြီးတက်လာတာလည်းဖြစ်နိုင်တာပေါ့နော်ဖြစ်နိုင်တာပေါ့ဘာကြောင့်လဲဆိုတော့ဟို PDF ဆိုတဲ့ကောင်ကတနက်မပါပဲအရသာဝတ်စုံဝတ်ထားရင်ဒီကောင်ကရွာသားပဲလေရွာသားပဲအဲ့တော့တက်ကတော့ရွာသားတွေပါဆိုတာဘာမှမလုပ်ဘူးအလုံးသိရတယ်တာမန်ပြည်သူပဲအဲ့တော့အဲ့လိုမျိုးနဲ့လာကြည့်လာကြည့်ဟာဒီနေရာမှာ စစ်စေးကိလည်းမရှိဘူးဘာမှကင်းလည်းမရှိဘူးကွာဆိုဒီနေရာကိုတက်လာမယ်တက်လိုက်ကားတွေဖြတ်သွားမယ်ဖြတ်သွားတဲ့အချိန်မှာဒီလိုမျိုးလုံးမတာမျိုးပေါ့ဒါပေမဲ့ကျွန်တော်တို့ကလုံညုံရေးအားနေတယ်ဆိုတော့လည်းဘလို့မှ blame တာမဟုတ်ဘူးဒါကလုံညုံရေးအားနေလို့ဖြစ်တာလေလုံညုံရေးအားမနေဖြစ်เสียအကြောင်းမရှိဘူးဒါဘလို့မှ blame တာမဟုတ်ဘူးကျွန်တော်တို့ဒီလိုမြင်တာကိုပြောပြနောက်တစ်ခုကခီးသွားလုပ်ငန်းကိုထိခိုက်တယ်ကျွန်တော်တို့မြန်မာနိုင်ငံခီးသွားလုပ်ငန်းကိုထိခိုက်တယ်လို့ကျွန်တော်ဒီလိုသုံးညင်တယ်အဲ့တော့ကျွန်တော်တို့ကမြန်မာလူအဖွဲ့အစည်းထဲမှာအကြမ်းဖက်မှုတွေကတဖြည်းဖြည်း အမြင့်တွေလာတယ်အဲ့အမြင့်တွေလာတော့ကျွန်တော်တို့ဝိုင်းမိကုန်တွန်းလှန်ရမယ်နောက်တစ်ခုကဘာဖြစ်လာလဲဆိုတော့ဒီနေ့လဲအဲ့ဒီမှာကျွန်တော်တို့ NSPNC စီဝေးမှာလက်နက်ကင်မှုတဲ့အဲပုံကိုတရားပြောသွားတာရှိတယ်နော်သူပြောသွားတာကဒီလက်နက်တရားမလက်နက်ကင်နေတဲ့ကျန်းဖက်အဖွဲတွေဟာလက်နက်ရဲ့အရသာကိုတည်သွားပြီတိတ်ကဘာလို့လဲဆိုတော့လက်နက်ကင်ထားရင်သူတို့ကြိုက်တာ လုံးလို့ရတယ်ဆိုတာတည်သွားတဲ့အတွက်လက်နက်ကိုဒီတိုင်းစွန့်ခိုင်းလို့တော့မရနိုင်ဘူး ။နောက်ဆိုဆွေးနွေးညှိနှိုင်းမှုနဲ့တော့တချို့ကိစ္စတွေမှာစွန့်ဟန်းလို့မရနိုင်ဘူး။ဆိုဒါမျိုးတွေအဲ့တော့ဆွေးနွေးညှိနှိုင်းမှုနူးနဲ့လည်းဆွေးနွေးညှိနှိုင်းမှုနဲ့လည်းလက်နက်စွန့်ဟန်းလို့မရနိုင်ဘူး။လက်နက်ကိုဒီတိုင်းလဲစွန့်ဟန်းလို့မရနိုင်ဘူးလို့သူတို့တွေးတွေးတယ်ဆိုရင်လက်နက်ကိုဘယ်လိုစွန့်ဟန်းကြမလဲဆိုတာဒါခင်ဗျားတို့တွေးကြည့်လို့ရတယ်။နော်တွေးကြည့်လို့ရ။အဲ့တော့ဒီမှာလူကြီးတွေအနေနဲ့ကလည်းတချို့ကိစ္စတွေမှာချစ်ဆောက်ကိုရှည်စီမုံဆောက်ကိုတူစီဆိုတဲ့ပုံစံမျိုးတွားနေတာရှိတယ်။ဒါပေမဲ့တစ်ဖက်မှာရှိတဲ့အကြမ်းဖက်အုပ်စုကတပြည်းပြည်းကဲတက်လာတာရှိတယ်။ ဒီနေ့သတင်းတပုတ်မှာဆိုလို့ရှိရင်လည်းကရင်ပြည်နယ်ဘက်မှာပေါ့နော်ကရင် KNL ကဟိုတပ်မတော်ရဲ့ကင်းစကန်တခုကိုသွားတိုက်တယ်ထင်တယ်သွားတိုက်တော့ဘာဖြစ်လဲဆိုတက်ကပြန်တိုက်တဲ့ခါကျတော့ဟုတ်ကရင်နေအိုက်ဒေတာမှာရှိတဲ့ကရင်တွေကအဲဒီကူကျွန်တော်ထင်တယ်ဗျာနှိုင်းပွဲလိုပါဘူးပေါ့နော်အကုန်လုံးဟိုနေ့ဘက်ကိုပြေးတယ်ထိုင်းဘက်ကိုပြေးကြရပြီအဲ့တော့ပြောရလို့ရှိရင်ကျွန်တော်တို့ဒီပြဿနာတွေကစစ်ပွဲနဲ့ဖြေရှင်းလို့မရနိုင်ဘူးကျွန်တော်တို့မြန်မာနိုင်ငံမှာရှိနေတဲ့ပြဿနာတွေကစစ်ပွဲနဲ့ဖြေရှင်းလို့မရနိုင်ဘူး ငိမ့်ဉန်ရေးစကားစပွဲဝိုင်းနဲ့ပဲဖြည့်ရှင်လို့ရမယ်လို့ကျွန်တော်ထင်တယ်။နော်ကျွန်တော်ထင်တယ်။ဒါကြောင့်မလို့ဒီနေ့ကြာတော့နောက်နောက်သတင်းတစ်ပုဒ်နောက်သတင်းပုဒ်မှာဆိုဘယ်လိုလဲဆိုတော့ဖေကုံမြို့နယ်မှာဆရာတော်ဆရာတော်တပါးနဲ့ကပ္ပိယတူအားဒေသခံ PDF အဖွဲ့ကတပ်ဖြတ်မှုပေါ်မြည်သည့်အကြောင်းအကျောင်းဖြစ်စေတဲ့လက်နက်ကင်အဖွဲ့ကလက်နက်မရှိသူကိုတပ်ဖြတ်ခြင်းကစစ်ရာဇဝမှုဖြစ်ချွင်းချက်မရှိအရေးယူပေးရန်ရှမ်းရရှမ်းအရက်ဖက်အဖွဲ့18အဖွဲ့ကမနေ့ကတောင်းဆိုချက်ထုတ်တယ်တဲ့ 2025ခုနှစ်မတ်လ4ရက်မှာဖေကုံမြို့နယ်အုံတိုင်းကျေးရွာဘုံကြီးကျောင်းမှာတပ်ဖြတ်ခံခဲ့ရတဲ့ရွှေဓမရောင်ကြီးရှမ်းကျောင်းဆရာတော်ဦးဓမတာရခေါ်ဦးစင်းပိန်နှင့်ကပ္ပိယကိုဆိုင်ပြီးတို့အားတပ်ဖြတ်သည်ဟု PDF အဖွဲ့တစ်ခုဖြစ်တဲ့ပြားစစ်ကျောင်းကဝန်ခံခဲ့ပြီးဖြစ်ကြောင်းဒေသရင်းကြီးသက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများအနေဖြင့်အဆိုပါအမှုဖြစ်စဉ်နှင့်ပတ်သက်၍ရာဇဝတ်မှုကျူးလွန်ထားသူကို အရေးယူနိုင်ရေးအတွက်ကြိုးပမ်းလျက်ရှိတယ်ဆိုပြီးကြားသိရပြီးမိမိတို့ရှမ်းလူငယ်ရှမ်းလူငယ်များမှတက်ဆန်းသမျှပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းရှမ်းရက်ဖက်အဖွဲ့အစည်းအဝေးထုတ်ပြန်ကြေညာပါရှိတယ်။ဒါပေမဲ့အန်ယူဂျီလက်အောက်ခံဖဲခုံပလာဖာကဖဲခုံမြို့ဖဲခုံအင်းအရှိတ်ချမ်းကြီးရွာများမှဒေသခံပြည်သူများကိုပြားစစ်ကြောင်းဤဆရာတော်ကိုတပ်ဖြတ်မှုလို့ရများဟာမှန်ကန်ကြောင်း ထောက်ခံလက်မှတ်လက်မှတ်များကိုအာရမလိုက်လံကောက်ခွန်နေသည်ဆိုပြီးတော့မိမိတို့ကြားသိရကြောင်း ၎င်းလုပ်ရက်ဟာဒေသခံပြည်သူများ၏လုံခြုံရေးကိုချိန်ချောက်ရရောက်ကြောင်းပြောရအောင်ဗျာဒီဆရာတော်နဲ့ကပိယောက်တက်လိုက်တာအမှန်ကန်တဲ့လုပ်ရက်ဖြစ်တယ်ဆိုပြီးတော့အန်ယူဂျီအုပ်စုတွေကအဲ့ပြည်သူတွေကိုအတင်းလက်မှတ်လိုက်ထိုးခိုင်းနေတယ်အတင်းလက်မှတ်လိုက်ထိုးခိုင်းနေအဲ့တော့ဒီမှာရှိတဲ့ရှမ်းအဖွဲ့တွေကရှမ်းရက်ဖက်အဖွဲ့စည်းတဲ့ဒါတွေကိုမခံနိုင်တော့ဘူးမခံနိုင်တော့အခါကျတော့အခုတို့ကဒီလက်ရှိနိုင်ငံတော်အစိုးရကိုတိုင်တယ်ဒီကိစ္စကဆက်ရသွေးမှုဖြစ်တယ်ဒီကိစ္စကိုနိုင်ငံတော်အစိုးရအနေနဲ့အရေးယူပေးပါဆိုတဲ့ပုံစံမျိုးပေါ့ဒီလိုတိုင်တာ ၎င်းတို့ရာဒေသခံပြည်သူများ၏လုံခြုံရေးကိုချိန်ချောက်ရောက်နေသည့်အပြင်အမှုဖြစ်စဉ်အတွက်မလိုလားအပ်သောရှုပ်ထွေးမှုများကို ပုံမှန်ဖြစ်ပေါ်လာလာစေနိုင်သည်ဆိုပြီးတော့မိမိတို့ရှုမြင်သဖြင့်တပ်ဆိုင်ရာနယ်မြေအာဏာပိုင်အဖွဲ့အစည်းများကိုအမှု၏ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေးအတွက်ဒေသခံများဒေသတွင်းသို့ဆစ်ဆောင်လာသောပြည်သူများ၏လုံခြုံရေးကိုကာကွယ်ပေးရန်တောင်းဆိုကြောင်းရှမ်းရက်ဘက်အဖွဲ့အစည်းများဆိုရဲတဲ့ဒါအပြင်မိသည့်အကြောင်းပြချက်ဖြင့်ဖြစ်စေလက်နက်ကင်ထားတဲ့အဖွဲ့တစ်ခု ရားတဲ့လူပုဂ္ဂိုလ်တို့မှလက်နက်မရှိသောပုဂ္ဂိုလ်များကိုတတ်ဖြတ်ခြင်းဟာစစ်ရာဇဝမှုသာဖြစ်၍ကျူးလွန်သူတို့ကိုချွင်းချက်မရှိအရေးယူပေးရန်နှင့်စစ်ရာဇဝမှုဖြစ်သည့်အတွက်စစ်ဥပဒေအရတပ်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများမှတာဝန်ယူ၍အမှုကိုတရားစွဲဆိုဆောင်ရွက်ပေးရန်ရှမ်းအရက်ဖက်အဖွဲ့အစည်းများကတောင်းဆိုခဲ့တယ်။ထို့အတူအမှုမှန်မပေါ်ပေါက်ခြင်းမပေါ်ပေါက်မခြင်းမပေါ်ပေါက်မခြင်းပေါ့နော်ဒေသခံပြည်သူများ၏လုံခြုံရေးနှင့် အမှုတရားမျှတမှုဖြစ်စဉ်အတွက်ပြားစစ်ကြောင်း၏လက်နက်များကိုဒေသဝင်တာဝန်ရှိသူများမှတာဝန်ခံထိန်းသိမ်းထားပေးပါရန်နှင့်အန်ယူဂျီအနေဖြင့်မလိုလားအပ်တဲ့လူမျိုးရေးဘာသာရေးပြည်ပခများမဖြစ်ပေါ်လာစေရေးအတွက်မိမိတို့လမ်းအောက်ခံပါလာဖားနှင့်တရင်တပ်ဖွဲ့များ၏လုံရများကိုထိန်းသိမ်းပေးရန်ရှမ်းရက်ဘက်အဖွဲ့အစည်းတွေတောင်းဆိုထားတယ်ဆိုပြီးဒီလိုတရားမှရေးထားတယ်။ဆိုတော့ပြောရရင်တော့ကျွန်တော်ကဒီကနေဒီဖြစ်စဉ်တွေကထားလိုက်ဒီဖြစ်စဉ်တွေကိုကျွန်တော်ကပါလဲဆိုတော့ကျွန်တော်သတင်းသမားတွေအနေနဲ့ဒါမြန်မာနိုင်ငံမှာ NUG နဲ့ PDF အုပ်စုတွေဟာ တာမန်ပြည်သူတွေအပေါ်မှာအကြမ်းဖက်မှုတွေကျူးလွန်နေတယ်ဆိုတဲ့တက်သေးတယ်ကျွန်တော်ဒါကိုပြောချင်တာတက်သေးတယ်ညင်းလို့မရတဲ့တက်သေးသူတို့အန်ယူဂျီကိုနိုင်ကိုကဒီလိုပြည်သူလူထုပေါ်မှာသူတို့ရဲ့ PDF အုပ်စုတွေကအကြမ်းဖက်တာကိုမှန်ပါတယ်ဆိုတဲ့ပုံစံမျိုးလိုက်ကာလာကာနေတယ်အဲ့တော့ဒါတွေကဘလို့မှညင်းလို့မရတဲ့အကြမ်းဖက်မှုတွေ innocent civilians တွေကိုတပ်ဖြတ်မှုတွေပဲဒါဟာဘလို့ပဲဖြစ်ဖြစ်စစ်ရသွေးမှုမြောက်တယ် ကျွန်တော်ပြောချင်တာနော်အဲ့တော့ဒီဟာတွေကိုဒါတွေကိုကျွန်တော်တို့ပြည်သူလူထုအနေနဲ့ဒီဟာတွေကိုဆိုတော့ကျွန်တော်တို့ဒီအကြမ်းဖက်မှုတွေကိုကျွန်တော်ပြည်သူလူထုအနေနဲ့ကိုတက်ဆွမ်းနေပေါ့ဗျာကိုတက်ဆွမ်းနေကိုတက်ဆွမ်းနိုင်တလို့စန့်ကျင်မှုလိုအပ်တယ်စန့်ကျင်မှုလိုအပ်တယ်ကျွန်တော်တို့ကဖြစ်စီနေတာတကယ်ဟလာပြောရလို့ရှိရင်ငိမ့်ညာရင်လူလူလမ်းလျှောက်ပွဲတို့ပါတော့ဒါမျိုးတွေတောင်လုံးစီနေတာ ညဉ့်ညဉ့်လူလူရှာအငိမ့်ညာရင်းနဲ့ပတ်သက်တဲ့ဟာတွေကိုဗျာဟိုနိုင်ငံတော် အနေနဲ့ဥဆောင်ပြီးတော့ဟုတ်လားဆောင်ပြီးတော့ကျွန်တော်တို့ပါလဲအကြံဖတ်မှုစန့်ကျင်ရင်းနဲ့ညဉ့်ညဉ့်ရင်းလမ်းလျှောက်ပွဲစသည်အပြင်အကြံဖတ်မှုစန့်ကျင်ရင်းနဲ့ဟုတ်လားထားပါတော့ဗျာကျွန်တော်တို့ပုံစံမျိုးမျိုးပေါ့ဗျာကျွန်တော်တို့မြန်မာနိုင်ငံပြန်ပြီးတော့အရင်လိုညဉ့်ညဉ့်ညဉ့်ညဖြစ်ဖို့ ਨੇ အကြံဖတ်မှုကိုပြည်သူလူထုကလက်မခံဘူးဆိုတာကိုကဘာကသိဖို့အတွက်ကျွန်တော်တို့ activities တွေလုပ်တင်တယ်ကျွန်တော်ဒီသတင်းသပုတ်ချင်းစီမှာကသူ့ရဲ့အဖြစ်အပျက်တွေဒါ အဘလို့ခေါ်မလဲမတူညီပေမဲ့ PDF တွေဟာပြည်သူလူထုကိုအကြမ်းဖက်နေတယ်ဆိုတာကဘလို့မှမြင်လို့မရအန်ယူဂျီရဲ့တွားရနန်းဟာအကြမ်းဖက်လမ်းစဉ်ဆိုတာဘယ်သူမှမြင်လို့မရကျွန်တော်အဲ့ဒါကိုပြောချင်တာအဲ့ဒါကိုပြချင်တာနော်အဲ့ဒါကိုပြချင်တာဆိုတော့အဲ့တော့ဘလို့ဖြစ်လဲဆိုတော့ဒီနေ့ကျွန်တော်တို့ဟာဒီနေ့ NSPNC ကကျင်းပတဲ့ညဉ့်ညဉ့်ပွဲတော့ဆိုတော့နောက်နှစ်ရက်ကြာနေတာပေါ့နော်နောက်နှစ်ရက်မှာကျွန်တော်တို့သူတို့ဆွေးနွေးချက်တွေနဲ့ပါတယ်ဆွေးနွေးချက်တွေသူတို့တယောက်တယောက်တယောက်နဲ့တယောက်တင်ပြချက်တွေကိုကျွန်တော်တို့ အင်တာဗျူးတွေရအောင်ယူပေးပါမယ်ဒီနေ့လည်းအင်တာဗျူးတွေအများကြီးပါလာပါတယ်ဆိုတော့အဲ့ဒါတွေကိုကျွန်တော်တို့ပြည့်တဲ့ကိုကျွန်တော်တို့ပြန်ပြီးတော့ဖောက်သင်ချပေးမယ်